ဆရာမခင်ခင်ထူရဲ့ဝတ်လဲတော့ရွှေပစိုးတန်းထိုးလို့ကြိုးမယ်ဆိုတဲ့ဝတ္ထုကိုအပိုင်းလေးနေနဲ့ဖျက်ပြပြီးမှဖြစ်ပါတယ်ရှင်မိုးခွဲကြောက်ကြီးတစ်ဖက်စီမှာနှက်ပွဲလာလှဲတန်းကြီးတဒံဖြတ်ကူးတက်လာကြသည်လဲအိုထိန်မှာပြပြူးကြီးလန်ထားသောအတန်ချက်ဆက်ဝန်းကြီးမှာနှက်ချောနှက်ပင်နှက်တချင်းတန်တွေကလည်းနာခွဲလို့မတက်ပေတစ်ဖက်ကြောက်ကဘာထိန်မှာစီရွေးကြောင်းနဲ့ထဲရှိပေါင်းမိုးခွဲလှဲတန်းကြီးကိုငုံကြည့်ရတာကပဲ ၎င်းမိဘတို့ကောင်ခေါင်းတီးကတန်းဆန်းတိုင်နေသောခါချင်းကောင်းလေးတွေနှင်တူသည်ဆောင်းဆောင်ကြီးတစ်ဖက်တစ်ချက်ရှိတမန်တမန်ရိုင်းပင်များဝါးကြိမ်တော်ငုတ်ဆက်ကလေးများစိတ်နှပန်ချုံပုတ်ကလေးများတဲ့ဝှပုံနေကြသည့်မြေသူငှက်ကလေးတွေလဲတန်ချူတန်လူတန်စုတန်နတ်တန်နေကြောင်းလမ်းဖြတ်ကဖလူကနေထိုးပြန်သွားကြသည်လဲရှိပါ၆ကဘာဝန်းကျင်မြင်ကွင်းနေကုန်ခင်တော်ကတော့ပူကြီးညိုဆိုသူလူညိုရောင်ကိုသာမျက်စိထဲမြင်အောင်နေမိ ်အသားညွညွမျက်လုံးမျက်ဖန်ကောင်းကောင်းနေညွညွမောင်းမောင်းတကယ်တော်သားညို့ရီကတော့ဆိုးကြီးမဟုတ်ဆိုးခနဲ့ဆက်ခနဲ့တော့ရှိတာဒီလိုတွေးမိတော့လေခင်အောင်ရှက်မိတဲ့ဘာဖြစ်လို့များဒီလိုတွေးမိရတာပါလဲအနာကလူတွေကိုပင်လိပ်ပြမလုံးတော့ခင်အောင်ကြည်လိုက်မိပါသေးသည်ကျွဲကုန်းကလဲတဲ့အမေရေဟိုမှာကိုကြီးကျော်ကိုကြီးကျော်တောင်းကြီးတော်မမီဆန်ကလဲတန်းကြီးကိုလက်ညှိုးထွင်းရင်းဆိုလိုက်သည်ကျွဲကုံရွာကလှဲတက်ကလည်းအင်အားမသေးလာပါ အစီနဲ့ဆက်ထဲရောဆရာမရှိမိုးခွဲကြောက်တစ်ခွင်လုံးဖွန်ခိုးရီတီးနေသည်ဟောဘသူတွေမျှတော့လို့ဖြုံဖူးဟာချစ်ခင်ကြီးပါလားကွာမင်းရောလေတွေထွက်သွားတာကြာပြီးမှတ်တာအခုမှဒီရှိသေးတလားကွာကောင်းရကျွဲကုန်းကူကြောတောင်းကခင်မင်းရင်ဆွဲရှိသူပြီးပြီးရွှ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  ဘလို့ဖြစ်တာလဲဗျကိုကျော်တောင်းကလဲကိုတောင်းလောင်းတောင်းလိုက်အမောင်လေးကိုကြည်ပြီးမေးဒီတခါလဲရီကျော်ကပဲဝင်ပြောရပြန်နီအမောင်လေးကမျက်နှာကြီးတုန်နေတော့ခက်များခက်ရချီရဲ့ကြောက်ကမော့တဲ့နွားချီတော့ခောက်သွားလို့ဟဲ့ဖြေးရပုံများဟောဗျာဒါဖြင့်ဘဲနဲ့လောက်ကြမတော့ထိုင်နေတယ်လေကွာမင်းကလည်းမြင်ရတာနဲ့မဟုတ်ဘူးလေငါပြောတာကမင်းနွားနာနေမိုးဖြူကငါညီနွားတကဝင်ဆဲပေးလိုက်ဝင်ဆွဲပေးလိုက်မလို့မိတာပါကွာမင်းကလည်း မိုးဖြူဆိုတာကမိုးဖြူရွာကိုပြောချင်းပြည်သည်ဒီနယ်မှာမွေဒီနယ်မှာကြီးကြသူချင်းဆိုတော့ရွာချားတော်လည်းတူနှစ်တူပြောမနာဆိုမနာစိတ်မဆိုးစိတ်မခုတက်ကြရတာတော်တော်သည်အမောင်လေးစကားပြောပေါက်လန်းပတဲ့တာတည်နေကြသူတွေမူတင်းကြီးခံကြတာလည်းပါပါလိမ့်မည်မင်းနွားမိုးဖြူမှာထားခဲ့လားငါနွားချင်းလိုက်လဲပေးမယ်ကိုကျော်တောင်းကစေတနာစကားဆိုခြင်းကိုမောင်လေးကစိတ်ရှုံးဟန်ပြီးကိုကိုတစ်ချက်ဆန်းလိုက်ပြီးနောက်တော့လန်ကခက်ဆက်ဆက်ဆိုလိုက် ကိုင်ကွာကြောတာငါငါတောင်းတော့ဖျုံနာပြီးထွက်မှာပါမင်းတို့ဒါတွားမှာဒါတွားကြအေးဒါဟာဖြင့်လေပြီးရောပေါ့မောင်ရတိတ်နေမမြင်စင်းနေဟာကောင်ရနွားနေပူတဲ့ကျွဲကောင်လဲလန်းကြီးဤနေထွက်သွားတော့နေရောင်ကပူပြီးရင်းရင်းစူးစူးဖြစ်လာခဲ့ပြီတပေါင်းလားအညာတွင်ဆိုတော့အပုံငွေတော့ချောင်ချောင်ထားခြင်းပြီးအမောင်လေးကသူ့နွားငနီကြီးခြေထားကိုသူ့လက်ဘွားတန်တန်ကြီးများဖြင့်အာပါတရဆုံနေပြီးဝါစီပွားစီလုံးနေတဲ့ ။ရီးကျောကတော့ကုနီရန်ရှိရာဘက်ကိုလှောက်ချင်းတောင်ပန်တို့ရွှင်နေသည်။မောင်ကြီးကျော်နဲ့အရောက်လာကြတဲ့နှမများပါဗျာပြည့်စီတဲ့လွတ်တော်မူပါကြည်စားတမှုပြုတာဆိုလဲပြည့်တော်မူပါမောင်ကြီးကျော်နဲ့တက်တောင့်တက်တာချောချောပြေပြေရောက်ရပါစီပါသားရပါစီဗျာခင်နောင်တို့ညီမတို့ရောက်ကတော့မဖော်ရည်လဲမမီနိုင်လေတော့နောက်ဘွဲခွင်းမှာကတိကရေဖြစ်ရတော့မြေရေတွေ့ပူနေမိကြသေးသည်ဘွဲခွင်းရောက်ရင်နန်းရင်သွားပြီပန်းဆန်ငွေဆန် ထိုင်းရေကစော်စံကြကြော်ဆက်ပြီးဖေကြီးကျော်ကိုတိုင်တယ်ကြရအောင်မီအမေရွှေခိုင်းမယ်တော့ကြွာလာကိုကြိုဆိုရအောင်မီပွဲစည်းတန်းမှာအမေမှားလိုက်သမျှပါအောင်ဝယ်ကြရအောင်မီခင်နောင်းတို့အတွက်အထည်စားကလေးရှင်မတောင်တနခါတုံးလေးကစားဝယ်ကြရအောင်မီကိုကြီးကျော်နဲ့ပွဲလိုက်ကြတဲ့ထဲမှာအင်အတွက်ရာအတွက်နှစ်ပေါက်စားလိုအပ်သမျှဝယ်ကြချမ်းသာဖို့ရာကလည်းအဓိကကြသည်အမောင်လေးလှုပ်ပုံနေဆိုရင်တော့ထီတင်ပွဲလည်းမမီစွန်သိမ့်ပွဲလည်းမမီဖြစ်ကြရတော့မီ ခင်းနှောင်းကဟိုဟိုဒီဒီတွင်းရင်ဖြင့်မဘူးငုံကြောင်းကောင်းတဲ့ဖြက်ကနေရောက်လာခဲ့မဘူးငုံဆိုသည့်နာမည်ကဆက်နွယ်အပေါက်ပြီးသားခင်းနှောင်းတို့ရွာကကိုနောင်ကန်လှပကင်းမှုလူချင်းသူတွေဝိုင်းဝိုင်းလဲနေတာမဆမ်းမအသားကလေးမဖြူမလျော်ကိုကဝင်းဆန်နေသည်တော်သေးတော်ရည်မထင်သည်နန်းဆက်ဆန်မျက်နှာကလေးကြောင့်တော်ယုံလူမကန့်ဝန်တာလည်းရှိသည်သဘောမနှောကတော့မဆိုးပါသူလှကပဲသူစိတ်ကိုပင့်တင်ထားသည်ထင်ပါ၏ဒီလိုဝိုင်းလင်းနေကြသည့်အထဲမှာအမောင်လေးပါသလို့ မြေတော်ရွာကတရိတ်ဆန်ဆေးကုဆရာလေးကိုတင်တန်းလဲပါသည်ခင်နောင်းသာအမောင်လေးနှမမဟုတ်ပဲမဖူးငုံညီမဆိုလေးမောင်လေးလိုလူနေခင်နောင်းသဘောတူမိမှာမဟုတ်မဖူးငုံဘက်ကပင်ခင်နောင်းအကဲကလေးဆက်လိုက်ချင်းမိသေးအခုကောမောင်လေးဟာညနေဆောင်မှလာမယ်မဖူးငုံကိုစောင့်နေတာများလားတိုင်တက်ကြတက်ကြဘလောက်ဆိုငနီယုံနိုင်ပါပြီရွာကလူတွေမြင်ပြင်းကက်လို့ခြံနေရက်ခက်တာဟုတ်ဟဲ့ခင်းတော့တင်ပြသွားဆွဲကြည့်ပြီးရင်တက်လိုက်တော့ ဘာစိတ်ကူရသွားတယ်မသိသွားချင်တော့လဲချက်ချင်းခင်နောင်းကတိမ်ပြောင်ကိုတပိုးတော်အောင်ကောင်းရွှေသွင်းကတပိုးကြီးနှချောင်းကြသွင်းတပိုးကြိုးထိုးလိုက်သည်နွားတွေတက်ပြီးခင်နောင်းတို့လည်းမိုးခွဲကြောင်တိတ်ကထွက်လာတော့နေတော်လေးညင်နေပြီတရိပ်ဝါးရဲ့ကောင်းသောမိုးဖြူရွာလေးတည်ပြီးမြူရီရှင်းသွားလို့နေအောင်အောင်မှာထင်းကြွားနေပြီမိုးဖြူမိုးခွဲရွာတွေကတော့ဒီဘက်ရွာတွေမှာရေနေရေခင်းကောင်းလို့လားမသိတရက်ပင်ကြီးတယ်ပိန်းနေပင်ကြီးတယ် မာလကာပင်နေတိမောပင်နေပြီးတော့ခင်နောင်းတို့နဲ့ကကလတဲ့တရဟူခေါ်ကြတော့ပရိသာပင်လိုတွေ့ရရတည်နေကြသည်လဲမိုးပင်နေကရွာစီရုံမှာထိုးထိုးထောင်းထောင်းမိုးဖြူမိုးကွဲနေရွာကြောပြီးတော့ဗာဂျီနီးယားဆေးခင်ပြောင်းခင်နေကြခင်ကျက်စုခင်တွေကိုပို့တွေ့ရစိတ်လာသည်ခက်ဝဲဝဲရေရှားရွာလေးကတော့ဖုန်နေနေလုံထွေးနေသည်ဖျားငုတ်တော်ညောင်ထထုံးနီမိုင်မိုင်ဆူဆူရေရှားရွာကလေးကိုမျောကြည့်လိုက်မိသည်ရေရှားပြီးရင်တော့ငတရော ငတိယောရွာကလည်းရွာကြီးဖြစ်၏ငတိယောရွာမြောက်ပဲလေလံမာကြီးအတိုင်းဖြစ်မောင်းလာကြတော့တိခင်းနဲ့ငုတ်တုတ်ထိုင်နေတာနှင်းတူသောဒင်းဆိုင်အုပ်ကူသုံးလုံးကိုခင်းအောင်လှမ်းကြည့်ဖြစ်အောင်ကြည့်လိုက်မိသည်ပြသက်ဆောင်ကြီးများခြုံထွက်နေသောထူးခြားသည့်အုပ်ကူသုံးလုံးတန်းဒါကိုခင်းအောင်ငငယ်ကလေးကမြင်ဖူးနေခြင်းဖြစ်၏အဲ့ဒါဟာညီမ300ကုရီပေါ့တော့ငါတို့အကြဖူးတာဖြင့်စစ်ကြီးတော်ကဝမ်းရောကဖြစ်ပြီးညီမ300ရှေ့စင်နောက်စင်ဆုံးကြရှာတယ်လို့ပြောတာပဲတနာစရာပါကြီး အကြီးကျော်ကသူမမြင်ဘူးသောညီမသုံးယောက်အုပ်ကူတန်းကိုတင်းကြနှင့်လွမ်းနေသေးတော်၏ငတရော်ရာကြီးထဲမမြင်ပဲမြောက်ပတ်ပြီးမှပန်းကရွာနောက်တက်တဲမောင်ခဲကြသည်ရွာနောက်မြောက်ဖြားကငတရော်တင်းချိုင်းကိုဖြတ်တော်ရွံ့စိန်ထိုးစားကိုကိုပင်ရိတ်ကြီးတွေကစိတ်ကလေးအေးမြသွားတော်၏တချို့ပင်တွေကတော့ရွက်ဝါးတွေခါကြတော်စိတ်ညှို့အောင်မဲနေသောအေးကောင်းကောင်းမှာငြိမ်သက်မေးဆက်နေကြသည့်အုပ်ကူတွေကပင်လွမ်းစရာကောင်းနေသေးတော်ဟုခင်နောက်ထင်မိသည် တင်ဆိုင်ကောင်းဖုံဆိုးတော့လို့ခြားခြားဆရာမကောင်းမင်းအီစီတိတ်ဆိတ်တော့ကမ္မထန်ရိတ်တောင်လေးနေပင်တူလိုက်ငရရော်တင်ဆိုင်လုံတော့ချင်းနာနေတော့ငနီကြီးကအလန်တိုင်းမှာဇက်ကနေဇက်ကနေခါနေသည်ဒီကောင်မြေများကင်ရော်လာကွာဘွားကြချက်တော့အမောင်လေးကငနီကျော်ကိုလက်ဖြင့်လန်းကုန်ရင်ဆိုလိုက်တော့ခင်နောင်းပင်လန့်သွားလိုက်မိသည်ခင်နောင်းတို့ငငယ်ကမြေကြီးပေါ်မတော်တဆချော်လဲလီမြေကင်တက်သည်ဆိုကအမေတို့ကလည်းဒီမြေကိုခြေဖြင့်စောင့်တက်တာကိုသတိရလိုက်မိပါသည် ။ငနီကြီးလဲသည့်နေရာကိုခင်နောင်ဧည့်သည်လိုမလုပ်ခဲ့ရတာစိတ်မကောင်းသလိုဖြစ်သွားလိုက်မိတဲ့။ငနီနာသွားလိ။ခင်နောင်တွေးပင်မတွေးဘူး။ခွာဟဲလွဲပါစေ ဖဲပါစေ။ငတရော်ရွာအနောက်ထိပ်လမ်းဆောင်ကိုရောက်သွားကခင်နောင်တို့လဲတထောင်နားလိုက်ကြရပြန်သည်။ဒီငတရော်လမ်းဆောင်ကနေ့စဉ်နှက်ပွဲသွား။နှစ်ပွဲအသွားပြန်လဲတွေကိုရွာကတသာတက်အားသမ ्या ကြိုးစိုးဧကန်ကြရင်နာနာနေနေရှိနေရှိကြသည့်နေရာဖြစ်သည် ီလမ်းဆောင်ကလည်းအပေါင်းဆောင်ရလမ်းခွာလည်းဖြစ်တရွတ်တရွတ်ချင်းဆိုကြသည်နေရာအရှိကျွံ့ရများတို့တက်တော်လဲအနောက်ချင်းတွင်မြေပတ်ဆင်းတော်လဲတောင်ဘက်ကုနီနန်းတို့သွားတော်လဲမြောက်ဘက်ခင်းနောင်းတို့လာခဲ့တော်လဲဒီလမ်းလေးဝါဆောင်ရငတရော်လမ်းဆောင်မှာမတက်ကနာထိုးကလပတ်ချင်းတုံးဇီယိုထလဲစသည်ဖြင့်အကျွေးမွေးဖြင့်အခန်းလေးရှိသည်နန်းထိတ်တွင်ပေါင်နေသောလပန်ပင်ကြီးတွေကမိုးပေါ်သို့တမျောတခေါမျောလဲအဖူးငုံလေးတွေပြနေတာလည်းရှိ ်ဒီကင်းနေခဲနေတာလည်းရှိသည်တချို့လည်းရဲရဲမဲမဲပွင့်နေကြသည်အပွင့်စော်ခဲသည့်အပင်တွေကလက်ပံပွင့်ကြွေးတွေလဲလန်းလဲလန်းမှကြောင်းမှရဲပန်းအောင်ခန်းနေသည်နှွေလက်ပံပွင့်ဦးကြွေးများခင်တော်တို့နယ်ကတော့ဒီလိုရသည်မှာအိမ်တိုင်းလူလူကလက်ပံပွင့်ကြွေးတွေကိုတောင်ကြီးတောင်ငယ်ပြင်တကယ်တကာထွက်ခေါက်ကြသည်တလေရှိသည်လက်ပံအပွင့်ဖက်ကိုကြွေးလက်ပံကောင်းဦးတန်းမှာမျက်တီများကိုကြွေးကနေပြင်းပြင်းမှာတွေ့နေအောင်ခြောက်လှမ်းတက်ကြသည်ရေကြီးခါတိနံမပေါ်ခင်ကြတိနံရှာပါချိန်မှာ လက်ပံကောင်း6ချောင်းချင်းရင်ဟင်းတစ်ခွက်တီးပင်လင်းထမင်းမင်းစေရပဲပုံးရင်ဝတ်သားလက်ပံကောင်း6ချောင်းဆေးပေါင်အောင်ရောကျုတ်ထားသည်ဟင်းလေး OGC မှာတင်ပြတ်နေတတ်သည့်ဟင်းနှံမှာကျွံ့ရများ၏ရေကြီးကမိဖို့ချောင်းနှံလည်းဖြစ်သည်သူဝင်ကိုရင်ရောက်ကြရသည့်ဟင်းဖြစ်သည်မဆက်ကြသလားမပြောနိုင်ဆိုသည့်ထဲကဟင်းပဲဖြစ်သည်ကဲနှက်ပွဲသွားအမောပြေစားပြေကလေးတုံးဆောင်ကြပါအောင်ဗျာရင်နွေးချမ်းမွဲလက်ဖက်တုပ်ခြင်းတော့ဇီယောမုံလာခြင်းတုံးများကိုကျွေးစလုံးကြီးများဖြင့်ထဲကအခမ်းကြတော့ ခင်နောင်တို့ကလည်းယူဆကြရသည်လဲပေါ်မှမစင်သူတွေကိုဇလုံးကြီးတွေရွက်ရင်လဲနောင်မီထီလက်ကန်ကျွေးတက်မွေးတက်ကြသည်ကဟိုင်းစားကြပါအောင်တောက်ကြပါအောင်ယူလိုကယူသွားကြပါအောင်ခုကျုံနမကြီးများဖေဖေကျော်ပွဲသွားရတာစိတ်ချမ်းသာလက်ချမ်းသာရှိကြပါစေဗျာအကြီးကျော်ကဒံကြိုက်လေးထဲကိုလက်ဖက်သုံးလေးစုံကော်ထဲလိုက်သည်မမီချမ်းကလည်းဇီးရိုကြိုင်ထဲယူလိုက်သည်အမောင်လေးကတော့လဲပေါ်မှာစင်ကလှဲထောက်ထောက်ယူ နွားလေးကိုကြွပေးပြီးငနီးချေတော့ကိုပဲငုံချင်းနေသည်မိလောက်ကျွန်းရွာကနှစ်ပွဲပြန်လဲလေးကခင်နောင်တို့ကိုနှုတ်ဆက်ကြသည်ကျုပ်တို့တော့တစ်နှစ်တစ်ပွဲစာအောင်ခဲပေါ်ဆိုသည်မျက်နာရင်းခင်နောင်နှင့်မမီဆန်းလဲလဲပေါ်မှစင်ကလှပ်ပပင်ရောက်ရှိ စီရီတစောင်းပြပြင်ရန်အလူခံတက်တာတဲ့သူတအားသမျှသွားလှူလိုက်ကြသည်ဒီငွေကနောက်နေ့ကိုကြီးကျော်နှစ်ပွဲသွားတော့အတွက်စတုဒိတာရဲ့လင်းမျက်နာကခီးသွားတော့ကိုအခန့်ကြတာလဲရှိပါသည်အိုး အလူခံတစ်တာပုံနောင်နာကဖြာစံတစ်ချက်ပေါ်မှာကြောပေးထိုင်ရွာခံနေနေစကားလှိုင်နေသောကိုကြီးညိုကိုခင်နောင်တွေးလိုက်ရလို့ပဲဖြစ်သည်သူမသွားသေးဘူးလားခင်နောင်တို့ဘက်ကိုဖြတ်ခနဲလဲကြည့်လိုက်တော့ခင်နောင်တို့ညီမကိုသူမြင်သွားပြီညိုညိုမမမြင်တိုးတိုးမျက်နှာထဲကပြုံးတွေကဝဝင်းဆက်ဆက်ရှိလိုက်ဟောကျုံ့နှမတို့ရောက်လာကြပြီလားမရောက်တော့သေးဘူးထင်တာထူးဆန်းလိုက်တာကြကျုံ့ကနှောင့်လှဲ့ခြင်းလို့လှဲ့လိုက်တာနှက်များနှိုးဆော်လိုက်တယ်လို့ပဲ ဟုတ်ကြီးညိုကလူအုပ်ထဲကထားရင်မပြောဖက်ဖြင့်တတရရထုတ်ထားတော့အထုတ်ကြီးကိုယူကဖြင်းနောင်းတော့ပြီးကန်လိုက်လာသည် အမောင်လေးကတော့သူ့နာချေသားကိုသားအမဲကြီးနေလေကိုချစ်ခင်ဆိုတဲ့လူအင်တန်လက်ပေါက်ကဲဆိုပဲဗျခင်ဗျားတို့ရွာကဟာဒီပြော့သွားတာပဲသူ့နမကလေးကတော့သဘောကောင်းလာကြဆိုရဲ့ကိုကြီးညိုကခင်နောင်းရင်ချွေးဆိုနေတော့မျက်နှာကဝဝင်းကလေးကိုကြည့်ရင်စကားဆိုလိုက်တော့ခင်နောင်းရှက်သွားမိသည်ကြည်စမ်းမအောင်စကားတွေကဘယ်ပေါက်လို့ဘယ်ရောက်မှန်းမသိ ဆောစောကလည်းနတ်နိုစောလို့လှည့်ကြည့်တာတယ်။ဘာကိစ္စအသူနဲ့ကနတ်နိုစောရမှလဲ။မမီဆန်ကတော့အမောင်လေးကြောင့်မပြော့ပါနဲ့တော့ကိုကြည့်ညိုရဲ့။ဟူစောကသူကကြီးအမောင်လေးစိုးကြောင့်နေပြောချနေတော့။လဲနာရောက်တော့လည်းမမီဆန်ကအတိနဲ့ရက်သွားပါသည်။ဟောတော့ဟိုတငယ်မင်းဒီရှိသေးသလားကွ။ဟုတ်တာပါကြီးရဲ့ကြော်ကိုချစ်ခင်တော်ကိုဆေးလူပေးခြင်းလို့စောင့်နေတာပါရွာထဲတောင်တစ်ခေါက်ပြန်ရောက်လာခဲ့ပေါ့ကိုင်ကိုချစ်ခင်ခမရနွားဆေးလူရအောင်နွားဆေးထဲမှာတော့ပထမတန်း first club ပဲကိုလူ ကိုကြီးညိုကငပြောဖတ်ဖြင့်ထုတ်ယူလာသောစီမဲမဲကြီးတွေကိုလက်ဖြင့်ဆုံယူကငဏီကြီးခြေတော်ကိုအုံလူလူပေတော့ဤအသားထဲဝင်အောင်လက်တန်းကြီးဖြင့်ဆေးလို့ရင်ဆုပ်ချေပေးနေလိုက်တယ်။ဟေ့လူခမရစီကဘာစီတော်အောင်ကြ။အထူးဆန်းဟုတ်ပါရောလားကိုချစ်ခင်ရဲ့။နွားကမြေပေါ်လဲတာဆိုတော့မြေဆွေးကလေးပျောက်တဲ့စီပါ။အကျော်များနာနေရင်လည်းပြေပျောက်ပါတယ်။ကြုံပါတင်းပေးတော်တာလေ။ပကိုးမြေ၊ပကန်းမြေ၊လေးကျွန်းမြေအမြစီငကယ်ပြေကရင်းနဲ့ဖြောပြီးအထက်ကစလို့အောက်ပဲဆုံလို့ရတဲ့တဲ့။ကြည်နေ။ မရနွားတအောင်နေလို့ထမပြေတော့ပြောနောက်မှာကိုကြီးညောရွာလိုက်ခဲမလုံးနဲ့ကျုပ်ကလိုက်ချင်းချင်းရယ်လှုပ်ပြန်ပြီသူကတော့ရိုးရိုးပြောနေတာပါပဲဒါပေမဲ့ခင်နောင်းကိုပဲပြောနေသလိုလိုကိုကြီးညိုကငနီကြီးပေါင်ချန်ရင်ကနေခွာသည်ဈေးတွေကိုပဲပဲနေနေကြီးတသက်ချာကလူပင်နေရင်ပြောနေချင်းဖြစ်သည်သူ့လန်တစ်ဖက်ဒီပင်ဈေးနေမမဲတွေပင်နေတော့ပြီးတော့ခေါင်းကိုင်းလိုက်ကြောကိုင်းလိုက်ပွားစားတက်လို့အာနာစရာနေစမ်းမအောင်ကိုကြီးညိုရအဲ့ဒီဈေးကဘလို့ရဲ့ အမောင်လင်းကကိုကြီးညိုစေးကိုစိတ်ဝင်စားပုံရိုင်းနာမည်တွေပါတယ်တော့ထဲခေါ်လိုပါလားကိုကြီးညိုတဲ့ဘာကြောင့်မှန်တော့မသိအမောင်လင်းနဲ့ကိုကြီးညိုခင်မင်သွားကြရင်ကောင်းပါပဲလို့ခင်နောက်တွင်နေမိအော်ဘကိုးမြေဆိုတာကချောင်းဟိုဘက်ကမြေပြပကံမြေဆိုတာကဒီဘက်ချောင်းဒီဘက်ကမြေပြလေးကျုံမြေကဟော့ဒီလမ်းလေးခွာအလဲတက်တက်ကမြေကိုတူရတာတကျုံမြေကတော့တုတ်တန်ကမြေလေအဲ့ဒီမြေလေးမျိုးပေါင်းပြီးငကမြေကရေဆိုတဲ့ရေနံချင်းနဲ့ရောနေထားတာ မြေတက်နဲ့ရေနံပောင်းပြီးအစွမ်းတက်ချင်တိုင်းထွက်တော့တာပြာနို့နေပါအဲ့တာတွေနဲ့နွားချီတောင်နာတာနဲ့ဘာဆိုင်လို့တော့ဗျစေးမျက်နှာမြင်လဲမပါပဲနဲ့ခမညာဟာမြေဆွဲအထိကပျောက်တယ်စီလို့ကြောက်ပြောသားပဲနွားချီတောင်နာတာကတော့ရေနံလူယုံနဲ့ပျောက်တာပေါ့ကိုချစ်ခင်ရဲ့အမောင်လေးကကိုကြီးညိုကိုကြီးကဘာကြောင့်မှမသိပြုံးနေသည်ကြီးကျင်းနနေကြီးပြုံးနေတာတော့ဒီချာသည်အမောင်လေးမျက်နာက ပြုံးဆိုတာမြင်ရခဲ့တာအခုကောဘာကိုပြုံးတာလဲခင်တော့သိချင်းသည် မောင်လေးမျက်နာကိုလမ်းကြည့်ရင် ကိုကြီးညိုကို သူခင်မြင်သွားတာသိချရဲ့လားခင်တော့ခဲခဲသည်ဟိုငါကဘာကိစ္စအခက်ခက်စရာလို့တလဲသူဟာသူခင်ချင်းခင်ခင်ချင်းနေပေါ့ကဲခမရတော့တက်တာသွားမှာပါဗျာတိတ်လဲကြားမနေနဲ့အောင်ငါနေပူရင်ပိုပန်းတယ်ဖုံပူမိတာတဲ့နွားကြောပူရင်မကောင်းဘူးကဲကျုပ်သွားမယ်ဒီလိုကြပြန်တော့လေကိုကြီးညိုကခင်တော့တို့တွေကိုတစိုးတစီးမှပင်လမ်းကြည့်တော့ပါလား ။သူ့လဲခွန်ကြီးကိုတချိုးထဲမှဖက်သွားတော့ဤတကယ်တကဆေးပေါ်ပြီးဆောင်းလို့ပေးတာကိုတော့ခင်အောင်ကျေစုမမေ့ပါ။မောင်ဝင်းကြီးသားအားကိုရလို့တော်ပါသေးရဲ့။တလန်းလုံးလူတွေနဲ့ဘူပေါကြနေရလို့ပဲအမောင်လေးမောသွားပြီလားမသိ။ကိုကြီးညိုထွက်သွားရလမ်းကိုလမ်းမျောခြင်းဘာတခွန်မှမပြောတော့ပါ။ငရရော်ရွာရိတ်ကထွက်ဖို့ပြင်ရပြီဒီချိန်ကလေးမှာပဲခင်အောင်တို့လဲနာကိုတရိတ်ဆန်စီကိုဆရာလေးရောက်လာသည်။ကိုချစ်ခင်စောစောကကျွန်တော်တို့ခေါက်လာကြည့်သေးတယ်။ဩနှွားဆရာ ကျွန်တော်အလုံးလက်စာလေးမပြတ်သေးလို့မလိုက်သေးဘူးဗျာညနေမှတ်ဖူးငုံတော့လှဲနေတော့ကျုံကောင်းပါရဲ့ဖះသကြမှာလို့မှတ်ဖူးငုံမှတ်ဖူးငုံနာမည်ပါလာတော့အမောင်လေးကကိုကိုတချံငန်းလိုက်သည်ဆရာလေးကိုသိန်းတန်ကိုစကားတလုံးမှမပြောဘဲတူတူကြီးစိုက်ကြည့်နေသည်ကျုံကောင်းပါရဲ့လေလားမကြုံကြုံအောင်စောင့်နေမှာကိုတီးလျက်နေကံကိုရုံးမဲ့ဖွဲနေတာကတော့ညီကြကောင်းနေသည်ခင်းနှောင်းကတော့ကျွန်တော်မလိုက်တာဝမ်းတာသွားမှာပေါ့ဗျာခေါ်မလားခင်းနှောင်းရဲ့လှဲကျက်နေတာဆရာလေးမြင်ပဲဥစား ။ဒီတစ်ခါတော့အမောင်လေးဘက်ကခင်နောင်ပူဝင်တော်လိုက်မိသည်။ဒီလိုတယိုးတည်းလှုပ်ချင်တာမျိုးခင်နောင်မကြိုက်ပြီးတော့အမောင်လေးကိုဒီလိုညွှန်ချင်တာမျိုးတော့လေယောက်ျားမပြီးသားသလိုခံစားရတာလေပါပါသည်။အမောင်လေးကနှုတ်ပင်မဆက်တော့ပဲလဲကိုစောင့်နေမောက်ထွက်ခဲ့တော့ဤဒီရှိလန်တရှောင်းမှာတော့ရွာဆက်ရဲလို့မရှိတော့ပါ။လမ်းမီဝေးရာဆီခင်းတွင်နေကြခင်းနေမြေပဲခင်းနေကပုံပြီးထူထိတ်လာသည်ချင်းတွင်မြင်းနှင့်ပုံနီလာလို့လာတော့မသိ ဆေးပြင်တွေကရေနံ့ရကြတော့တန်ဆွမ်းလိုက်ပါပြီတချို့များလူတရတောင်ရှိသည်နေကြာဝင်းတွေကနေရာအောက်မှာပို၍အယောင်လွင်လာသည်ထင်ရ၏ဝါဝင်းထိန်တောက်လို့နေသည်ဆေးခင်းတွေကိုလုံးတော့ပွဲတော်ခွင်ပြပြန့်ကြီးကိုအဝေးကလှမ်းမြင်နေရလေသည်ခင်နှောင်းရင်နေပင်လှိုက်ခနဲပို့သွားမိတော်၏ပွဲတော်ကွင်းစီကိုလေးမက်ကခေါင်းလေးထောင်ခြင်းတနေ့တစ်ခါရောက်ရပါပြီကောရင်လူဝမ်းသာလွင်မြေဆိုခြင်းဖုံလုံးကြီးရဲ့တလေးလေးတုံးတက်လာပုံကရွှေကူနီနိုင်ရင်တင်ခဲ့တာ အတန်ချက်ဆက်တန်နေတော့ဟောကြိုင်စုနေတာကဖီကြီးကျော်နှက်ပွဲကြီးအတန်အတန်နေကြအောင်နွားချက်ဆောင်သေးပင်ပုံမျိုးလာလေသလားထင်မီရီကျော်သည်လှဲပေါင်းမိုးထဲကကောင်းမျိုးထွက်နှဖူးပေါ်လက်ဖြတ်တင်ကဖီကြီးကျော်ကိုလှမ်းရွေးရိုသည်ပြုံရင်တိုင်တယ်လိုက်သည်ကိုင်တော့မောင်ကြီးကျော်နှံ အယောင်လှမ်းလာခဲ့ကြတဲ့ညီမကြီးတွေပါဗျာနှုတ်ကိုလည်းဆောင်းမတော်မူပါလက်ကိုလည်းဆောင်းမတော်မူပါမြည်သည်မြည်နေမှာကောင်းအောင်မတော်မူပါစီးပွားလက်လာပါများပြီးတော်မူပါညာဘက်ကတလဲဝင်လို့ဘဲဘက်ကတထန်းတထန်းသွင်းတော်မူပါမတော်မူပါစတော်မူပါချစ်ခင်တော်မူပါမောင်ကြီးကျော်ဗျာဘဲနဲ့ကြောင့်ကျုံနာမယ်ထည့်ပြောရတာတော့ချစ်ခင်တော်မူပါဆိုတာနှင့်ပြောတာမဟုတ်ဘူးဟဲ့တစ်တုံးရဲ့ကိုကြီးကျော်ကချစ်မခင်မမတော်မူမတဟာကိုပြောတာโอ้ตุ้มมามา သူ့မမဘယ်သူကလာနေလိမ့်မတော့ဟောကြည်အမောင်လေးကပြောပုံဆိုပုံကိုတကယ်တော့အမောင်လေးပြောတာကုကြီးကျော်ကနှစ်စင်ဆောင်မနေလို့သာကျွန်းနေသူကျွန်းနေသားများနှစ်စင်လာရဦးတိုက်ကြတာပေါ့ဟိုရိုရိုတသားဆိုလို့ရင်သားဖြစ်ပါကိုကြီးကျော်စောင်းချောက်တီကိုယုံကြည်ကြရတာနှစ်ပွဲခွင်တွမပအောင်စီကားနေကြခြင်းဖြစ်သည်ကိုအမောင်လေးကယုံကြည်လေးစားစားဆိုသောစကားသားဖြစ်ပါ၏။ဒါပေမဲ့ပြောပုံကချုံမကြတော့နာရ ြားရတာမချိုးတာအမောင်လေးကအဲ့ဒလိုအမောင်လေးနောက်မွေးကွင်းဆက်မှာပဲရွာပေါင်းတကာကလက်တက်ကြီးကကွင်းအပြင်အချားစရာပင်မရှိလောက်အောင် ထောင်တောင်းကြီးကပိတ်တယ်နေသည်ခင်နောင်းတို့ဖြုံမှုရွာကလဲတွေပင်တာချွတ်ကြတာပါလေလဲတွေကခွဲချမရသလိုနောက်ပွဲလာသူတွေကလည်းတသားတယ်လက်တက်ကြီးစီမှာမိခွန်းငွေတွေဥဥထားနေသလိုနောက်ပွဲလာသူတွေကလည်းနန်းတောင်းကြီးမောက်ကြထားသလိုတုံတမသည် ဒီမြင်ကွင်းဒီလက်တက်ချင်းကိုနေ့စဉ်တွင်နေကြဖြစ်တော့လဲနှစ်တိုင်းလက်တက်ချင်းမရှုသားအောင်ဖြစ်နေတက်ချင်းကိုခင်တော်အံ့ဩနေမိရပါသည်ဟောမမခင်တော်ကျုပ်တို့ကဒီမှာမိဘတို့တို့တွေကလမ်းခေါ်ကြသည်ကိုရာကိုလည်းအုပ်စုလိုက်နှွားချုပ်ကဆူဆူစီစီနေတက်ကြခြင်းဒီပင်ရွာဆိုင်ရဲ့စိတ်ခေါ်လေးမလားကိုကြီးကျော်ပွဲကွင်းပွဲကွင်းနဲ့လဲများကိုအိမ်လောက်ကရွာလာတဲကြတာနေတောင်တူပါ යි လက်ယောက်ကြီးတဲ့ခေါင်းဝင်မျိုးတော့ပါဘူးဟာမနီမွေဒီဒီဘက်ကတင်ဖဲ့ရမနဲ့တူတယ်။ကွင်းပြေပြေဖြစ်နေတော့လက်အုပ်ကြီးတဲ့ခေါင်းထုံးဝင်တော့ပဲခင်းနောင်းတို့လည်းကိုရွာလဲနေနေမနီမွေလဲဝိုင်းကြီးပြေနှခမ်းသားရှိကတင်ပါကိုလဲပင်နှပင်ခွာကရလိုက်သည်။မောင်လင်းကတော့သူ့နားတွေကိုချုပ်ကရိတ်ရှာတော့လဲလဲခွင်းခွင်းလုံးရိတ်ရသပင်ရဲ့လိုမရှိကွင်းပြေခေါင်းခေါင်းကြီးထဲတော့တပေါင်းနေသည်ဆူဆူရွှေရှာပြင်းပြင်းပြပြကြာလို့နေသည်။ ငနီရောတိမ်ကြပါချွေးတွေရွှဲကြလို့ကဲခင်းနာအမေထည့်ပေးလိုက်တဲ့ငါးဆက်တင်းတိမ်ဆောင်ပြီးထုတ်ဆန်းငါပေါ့မို့ကဆိုပြီးဝလုံးထိုးလိုက်မယ်နွားတွေရေရအောင်ဆောင်ကိုဝါပေါ်လွှာပြီးကြိုးချလိုက်စမ်းမယ်ကဲငါကောင်ကြည့်တယ်အိတ်ထဲနားရအောင်ဗျာမောင်လေးဟာလှည့်ပြီးကက်ချီလာသည်ဝလုံးလေးငါးလုံးဖြင့်ငါးဆက်တင်းတိမ်တဲပြန့်ကြီးဖြစ်အောင်ထိုးကနွားတွေကိုရိတ်ကောင်းကောင်းထည့်သွင်းလိုက်သည်ခင်နောင်းတို့တွေကတော့လှဲအောင်ဖြာခင်းကရိတ်ခိုကြရည်ပူလိုက်တဲ့တွင် တောထူတောင်သားတွေပင်ပဲချစ်ချစ်တောင်နေပူလာတော့အဘူတန်ကိုဖြစ်ဖြစ်ထောင်ခန်းစားရသည်ခဏနေတော့အမောင်လေးကနတ်ပွဲကွင်းအုတ်ရေကန်စီတို့သွားကရင်တပုံဆွဲလာသည်နွားနတ်ကောင်ရေးတိုင်းလဲပေါခင်းလာသည်မြေပဲရိုးတွေကျွေးပြီးတော့မှခင်းတောင်းတို့ထမင်းတောင်းနေချာကထမင်းစားလိုက်ကြသည်ပြီးလင်းတော့ဖေကြီးကြောင်နန်းသွားကပန်းတော်ဆက်ကြရအောင်မြည်နတ်ပွဲကွင်းမှာဖြောင်ဖြောင်ရောက်ပါမလားတလန်လုံးပူခဲရသည်ခင်းတောင်းအခုမှပဲလုံကြီးကြရတော့သည်ငနေကြီးချင်တာပုံမပြတော့ ကြည်တော်သူဆိုတော့လေနွားလန်းတာမလန်းတာလောက်တော့တည်ထားသူဖြစ်သည်ကိုကြီးညိုစေးကဆွမ်းလာလုံးလို့ပဲလားကိုကြီးညိုတရားနှစ်ပွဲတွင်ထဲမှာပဲလားသူ့အိမ်ဆိုတာကတော့ပင်နာမှလဲခင်နောင်တွေးမိရင်မလုံးမလဲအကြီးကျော်တို့တာမိတွေကိုဖြတ်ခနဲလန့်ကြည့်လိုက်မိတာမိတုံးရောက်ဘလောက်စာနေကြသည်မသိစားလိုက်ကြတာများဘလို့ဘလောက်ပွဲတော်ကွင်းကတော့ချတောင်ဖို့ဖြိုချလိုက်တာနဲ့တောင်တူနေနေသည် နားဆင်ပေးခဲ့တဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။နောက်လာမယ့်အပိုင်းစင်များကိုလည်းစောင့်မျှော်နားဆင်ပေးကြပါဦးနော်။